ဒီဗီဒီယိုကိုကြည့်နေမရှိကြုံဘူးလားကိုကတနည်းတော့အလုပ်တွေလုပ်နေတာဟာအလုပ်တွေလုပ်ပြီးသွားတဲ့အချိန်မှာဟာညနေပိုင်းဒါမှမဟုတ်ညခင်းပိုင်းအဲ့ဒီအချိန်ဆိုကို့အတွက်ဘာ energy မှမရှိတော့ကိုမဟုတ်တော့သလိုမျိုးပဲဘာမှလည်းမလုပ်ချင်တော့ဘူးဘာမှလည်းမတွေးချင်တော့ဘူးဘာမှကိုမလုပ်ချင်တော့တဲ့အချိန်မျိုးတွေကြောက်ခဲ့ဘူးလားကြောက်ခဲ့ဘူးလဲဆိုကို့မဲ့မှာ yes လို့ရေးပေးစေချင်ပါတယ်ဘုံနဲ့အရင်တုန်းကအဲ့လိုမျိုးပဲမနေ့မိုးလေးကလေးကနေမိုးချုပ်ထိတောင်းလျှောက် energy အပြည့်နဲ့အလုပ်လာနိုင်တယ်ဒါမဲ့ညခင်းညတော့မဟုတ်တော့သလိုမျိုးပဲဘာ energy မှမရှိတော့ ော့အဲ့ဒါကဘာကြောင့်လဲဆိုလို့ရှိရင်ဟော်မုန်းတွေမှာ energy ကုန်သွားလို့ပဲဖြစ်ပါတယ် energy ကုန်တဲ့ကပြန်ပြီးတော့မှကိုယ့်ရဲ့စိတ်ရောကိုယ်ရော energy ပြန်သွေးပေးဖို့ရတယ်လိုအပ်တယ်ဟော်မုန်းဖုန်းတွေတုံးပြီးတော့ပြီဆိုလို့ရှိရင်ဖုန်းအားဖြည့်ရတယ်လို့မျိုးအဲ့ဒီတော့ကြောင့်ဟော်မုန်းကတော့ဟော်မုန်းကိုယ်ကို energy ဖြည့်ရ က်ယူတာမျိုးကိုလုပ်ပါတယ်အနားယူတဲ့အချိန်မှာဘယ်လိုမျိုးအနားယူလဲဆိုလို့ရှိရင်နံပါတ်၄ကြံမှုကိုမို့လေးစားရတဲ့ဆရာတွေရဲ့ဗီဒီယိုတွေကိုကြည့်တာမျိုးနံပါတ်၄ချက်နေနဲ့မို့အဝင်လေထွက်လေထွက်ပြီးတော့မှအသက်ရှူတဲ့ပုံစံမျိုးနံပါတ်၃အချက်နေနဲ့ကတော့ motivation ဖြစ်စေတဲ့အချင်းတွေ ဂီတတွေကိုနားထောင်တာမျိုးအဲ့လိုလုပ်ပြီးတော့မမရဲ့ energy ကိုပြန်ပြီးတော့မှဖြည့်ပါတယ်ဒီရာလေးတွေမလုတ်တဲ့နီလန်းကိုမျှဝေပေးတာပါတချိန်တည်းမှာပဲအရေးကြီးပါတယ်မမတို့တွေဒီ energy ကိုပြန်ပြန်ဖြည့်ဖို့ရတဲ့အရင်အရေးကြီးပါတယ်ဒါကြောင့်အလုတ်ကြီးပဲစွပြီးလုပ်မနေပါနဲ့ energy ကုန်တဲ့အချိန်မှာ energy ကိုပြန်ဖြည့်တတ်ပါစေ motivation ကုန်တဲ့အချိန်မှာ motivation ကိုပြန်ပြီးတော့မှဖြည့်တတ်ပါစေအဲ့လိုဖြည့်နိုင်တော့မှသာလေကိုဒီအလုတ်တွေလုပ်နိုင်ပါအဲ့ ုလုံနိုင်တော့မှသာနဲ့ကိုလည်းအနာယူရရောက်ပါအဲ့လိုလုံနိုင်တော့မှသာလေတကယ်ကိုမှန်ကန်တဲ့စူးစမ်းအထုတ်လေးနဲ့ဖြစ်မှာပဲဖြစ်ပါတယ်ဒါကြောင့်လုံကြည့်လိုက်ပါဒီဗီဒီယိုကိုကြည့်တဲ့မိတ်ဆွေကိုတိုင်ကိုဘဝထဲမှာအတုံးချကြည့်တော့မှဘဝကပြောင်းလဲတော့မှာပဲဖြစ်ပါတယ်လို့ပြောရင်းနဲ့ဒီဗီဒီယိုလေးကိုအဆုံးသတ်ချင်ပါတယ်ကျေးဇူးများကြီးတင်ပါတယ်အကျိုးရှိမယ်လို့အပြည့်အဝယုံကြည်ပါတယ်အကျိုးတစုံတရာရှိတယ်ဆိုကွန်မန့်မှာ yes လို့ကုန်ယူခွင့်ကြော်စားပြီးရေးပေးစေချင်ပါတယ်အမြဲတမ်းမှတ်ထားပါ hero is you.